ဒီသားမီလက်ရှိကလွတ်သွားတာလားဒါမို့သူတို့အေးအေးယူထားတာလားဒါမို့ဒီဆိုင်ရောဘယ်နေရာလေးလဲဒီဖြစ်စဉ်ကဘယ်နားလေးမှာဖြစ်တာလဲဆိုတာလေးကိုသိတဲ့ညီကိုတွေမောင်မတွေရှိလို့ရှိရင်ကျွန်တော်တစ်ချက်လောက်အဲ့ဒါလေးပြောပြပါအောင်လို့သူကတော့သူခိုးတာကတော့သူခိုးတယ်ပေါ့နော်ဒီလိုရိုင်းတဲ့နှိပ်စက်ညင်ပန်းတာကြတော့ဟိုအများပြည်သူနေနေရတော့အဆင်မပြေဘူးပေါ့လေ မင်္ဂလာပါရှင်ခလီ YouTube channel လေးကကြိုဆိုလိုက်ပါရစေခလီကုတစ်ဆက်ပေးမဲ့တတင်းလေးကတော့လှိုင်းတရာဗိုလ်ချုပ်လန် Twitter Store ဆိုင်ကတမပြီး Subplot တီးထားတဲ့ဒီတခုသားမိကိုပေါ့နော်လှိုင်းတရာကိုကြီးအခုဆိုလို့ရှင်လိုက်ရှာနေပြီသူကနေပြီးဗီဒီယိုလေးနဲ့တခွတင်ပေးလာပဲဖြစ်ပါတယ်ခလီမှာဆိုရင်တော့လှိုင်းတရာကိုကြီးပြပြပြီးတော့မှာပဲဖြစ်ပါတယ်ခလီနဲ့တူဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲအမျိုးလိုဖိတ်ခေါ်လိုက်ပါတယ်ရှင်ဒီမှာပြရတဲ့ပုံမှာပြရတဲ့ဒီပေါ့နော်ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲပေါ့နော်ကျွန်တော်လဲလောလောဆယ်ဟိုဒီ အတိမ်ပဲရောက်နေလို့ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲဆိုတာလေးကိုဟိုသိကျင်တယ်ဗောနော်ကျွန်တော်ကိုကျွန်တော်ရဲ့ဒီညီကိုလေးကနေပြီးတော့လာပြီးတော့ဒီတရင်လေးကိုမေးတယ်ဗျမေးတော့ကျွန်တော်ကလည်းအခုကလိုင်သားမှာမရှိတော့လိုင်သားလို့တော့ပြောတယ်ကျွန်တော်ကိုဒီဒီသားမီးရဲ့အခြေအနေလေးရဲ့ဒီသားမီးလက်ရှိရလွတ်သွားတာလားဒါမှမဟုတ်သူတို့အေးယူထားတာလားဒါမှမဟုတ်ဒီဆိုင်ရောဘယ်နေရာလေးလဲဒီဖြစ်စဉ်ကဘယ်နားလေးမှာဖြစ်တာလဲဆိုတာလေးကိုသိတဲ့ညီကိုလေးမောင်နှမလေးရှိလို့ရှိရင်ကျွန်တော်တစ်ချက်တော့ အဲ့ဒါလေးပြောပြပါအောင်လို့ဒီကလေးတွေဒီမိသားစုဒီသားမီးရဲ့လိမ့်စာကိုသိလို့ရှိရင်လည်းနေရောင်သိရင်လည်းကျွန်တော်တို့တစ်ချက်လောက်နော်ချက်ပေါက်ကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပေါ့နော်ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်မက်ဆေ့ချ်ပဲဖြစ်ဖြစ်ဗိုက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ချက်လောက်အကူညီပြီးပြောပြပါအောင်လို့ဘာဖြစ်လို့လဲဆိုတော့ဟိုဟိုဒီဖြစ်စဉ်ကတော့သူကတော့ဟုတ်ပြီသူခိုးတာကတော့သူခိုးတယ်ပေါ့နော်ကျွန်တော်တို့မြင်တာကတော့သူခိုးတယ်ထင်တာပေါ့ခိုးတယ်ဒါပေမဲ့ဒါပေမဲ့ဟိုဒီဟိုပေါ့နော်ဒီလိုရိုင်းတဲ့နှိမ့်ဆက်ညင်ပန်းတာကြတော့ ဟိုအများပြည်သူအနေနဲ့ကတော့အဆင်မပြေဘူးပေါ့လေအဲကျွန်တော်တို့အဲ့တော့သူဒီဟုတ်တယ်သူ့ဘက်ကမားခဲ့တယ်မှန်တယ်ဒါပေမဲ့ဒီလိုကြီးညင်မနှိမ့်ဆက်တိုင်ဒီမှာခြီတာမျိုးတို့ဟောနော်ဟိုရိုက်တာတော့မျက်မျက်နာတွေကြီးပဲရိုက်တာဟိုဒါရိုက်တဲ့လူကိုလည်းကျွန်တော်ကဒါအပြစ်ပြောဖို့အရေးယူဟိုကျွန်တော်တို့ကသူ့ကိုဒုက္ခပေးဖို့လည်းကျွန်တော်တို့ကမရှိဘူးเนาะဒါကသူ့ကိစ္စသူ့အကြောင်း သူဖြစ်တဲ့ပြဿနာကိုသူရှင်းရမှာကျွန်တော်တို့ကြတော့ဒီတာမီရဲ့အခြေအနေလေးကိုကျွန်တော်တို့သိခြင်းနဲ့ကျွန်တော်တို့တတ်နိုင်ရင်တတ်နိုင်တဲ့ဟာလေးကိုကူညီခြင်းနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဘောနော်ဒီတာမီ နေတဲ့လိပ်စာလေးရယ်ဘောနော်လက်ရှိအခြေအနေလေးပေါ့လေလက်ရှိအခြေအနေလေးဒီတာမီကလွတ်သွားတာလားဒါမှမဟုတ်ဒါမှမဟုတ်ပေါ့နော်အဲဒီတာမီဒီတာမီလေးကအခုအေးအေးယူခံရတာလားဒါမှမဟုတ်သူတို့အိမ်မှာရှိနေတာလားပေါ့နော် ရှိနေတယ်ဆိုလို့ရှိရင်လည်းသူတို့အိမ်လိပ်စာလေးကိုတည်ကျင်တယ်အေးအေးယူခံရတယ်ဆိုလည်းကျွန်တော်တို့ဒီသူတို့ကဘယ်မှာရှိလဲဘယ်မှာအေးအေးယူခံရလဲဒါမှမဟုတ်ဒီဖြစ်စဉ်ဖြစ်သွားတဲ့အဓိကဖြစ်စဉ်ဖြစ်သွားတဲ့နေရာလေးကဘယ်နေရာလဲနဲ့နောက်သူတို့ဂျီသားမိနေတဲ့နေရာလေးကဘယ်နေရာလဲဆိုတာလေးကိုကျွန်တော်ဟိုအဓိကတည်ကျင်တာပေါ့နော်အခုမနေ့ပြန်ကြလို့ရှိရင်တော့ကျွန်တော်ဒီရန်ကုန်ပြန်ရောက်မှာပေါ့ရန်ကုန်ပြန်ရောက်တဲ့အခါကျလို့ရှိရင်အဲ့ဒီကိစ္စလေးကိုကျွန်တော်အတက်နိုင်ဆုံးဟိုကိုတက်နိုင်တဲ့ဘက်ကနေပဲကျွန်တော်ကူညီခြင်းနဲ့ပေါ့နော်ဘာကူညီလို့ရမလဲပေါ့ဘာကူညီလို့ရမလဲပေါ့ဒါ ။ဟိုဒီရိုင်းနဲ့နှိမ့်ဆက်ပြီးတော့ဒီလှုပ်တဲ့လူတွေကိုလည်းကျွန်တော်ကအပြစ်ပြောတာမဟုတ်ဘူးပေါ့နော်။အဲသူတို့အပြစ်ရှိတယ်ဆိုရင်သူတို့အပြစ်ကိုသူတို့ကသူတို့ရှင်းရမှာ။အဲကျွန်တော်ကတော့ကျွန်တော်ကဟိုဘာကူညီနိုင်လဲဆိုတာပဲကျွန်တော်ကကူညီနေတာเนาะအခုကျွန်တော်ရဲ့ညီကိုတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်ရဲ့မိဆွေတွေပေါ့เนาะတချို့ဟိုဆရာဝန်တွေဆရာဝန်ကြီးတွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဗျတချို့အမှုပညာရှင်တွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဒီတားမိကိုဟိုအခြေအနေလေးကိုသိနေတာပေါ့เนาะ ဟုတ်ကဲ့ပါကျွန်တော်အသင်တစ်ချက်လောက်ဟိုအမြန်လေးပြန်ပြီးတော့ဟိုဆက်သွယ်ပေးစီခြင်းပါတယ်ကျွန်တော်ပြောပြပေးစီခြင်းပါတယ်ဗျကျေးဇူးတင်ပါတယ်မဆာဒီကိစ္စကိုမပြောဘူးလို့နေတာเนาะဒီတဲလေးကမဆာကိုဒီမှာလာပြီးမှန်ထားတော့မဆာပြန်ပြောပြောချင်ပြောပြပေးမယ်ပေါ့เนาะမှန်လေးကဘာရေးထားလဲဆိုတော့မဆာတဲ့မျက်နှာလေးကြည့်လိုက်ရင်တဲ့အေးမြနေရောတဲ့စိတ်မကျမ်းပါတဲ့ခလေးလေးကိုလဲသာသမီနဲ့မချပြုစုယူရပေးရှာ ေးရှာတာပေါ့အခုနေတဲ့နှိုင်းသားရကတဲ့ခလေးနဲ့မိခင်ကိုတဲ့ဆိုင်ပိုင်ရှင်ကသူများပြည့်စီခိုးလို့ရိုက်နှက်နေတာမြင်တော့တဲ့မဟုတ်စားစိတ်ကလေးကိုသွားပြီးပြင်းမြင်မိတယ်ပေါ့နော်သူပြောချင်တာတော့ကျမလိုစိတ်ထားမျိုးရှိတဲ့လူလေးနဲ့ဂျုံခဲ့ရင်ဒီအမသားမိဒီလိုမဖြစ်ဘူးဆိုရက်ပုံစံကိုဒီညီမလေးကပြောချင်တာထင်ပါတယ်ပေါ့နော်မဟုတ်စားပြောပြမယ်လူဆိုတော့လူတကောစိတ်တမျိုးစီရှိကြပါတယ်ဗောနော်တွတ်ရှာမယ်လေးသွားခိုးပေါက်ကိုလုံးလုံးလက်လက်သွားဒီတန်းအောင်လာမထိုင်နဲ့တွတ်ရှာမှာဆိုလို့ မကြီးအဲ့ထုတ်ထုတ်ဆွဲပြီးအမတန်လန်းတန်လန်းအတမြောက်တမောက်အာနော်အဲ့နေရာမန်းစာတွေ့ပါတယ်တွေ့ပါတယ်တွေ့တယ်ကျမလည်းအဲ့ post ကိုကြည့်ပြီးတော့ကျမတို့ကနှလုံးရောဂါတွေပြီးပေါ့စိတ်စိတ်နှလုံးနှလုံးအားနေတဲ့ တွက်ကြောင့်ကျမတို့ကဝန်းနေလွယ်ပါတယ်အဲ့ဒီကမစအဟားလေးကိုကြည့်နေနေမစမျက်ရည်အသွေးသွေးကျတာမျက်ရည်တုပ်လိုက်မစကြည့်လိုက်ဟိုဆက်မကြည့်နိုင်တော့နောက်ဆုံးဆက်မကြည့်နိုင်တော့လူရှင်ဘက်တွေကအောက်တက်လာတယ်အဲ့ဒီမှာဓာတ်တိုင်မှာခေါ်ပြီးကြိုးတုပ်ပြီးတော့သူရှင်နွေးဦးတဲခိုင်းပြီးတော့ရှင်နွေးဦးနဲ့လောင်းမယ်ဘာညာပြောနေတဲ့အချိန်မှာမစဆက်မကြည့်နိုင်တော့လောက်လာမလို့လာမစလည်းမသိပါဘူးเนาะဒါပေမဲ့ မလို့ပြောချင်တာလားအဲ့ဒီအမလည်းတာသမီးရှိမှာပါเนาะတာသမီးချင်းလေးကိုချင်းစားလဲစိတ်ကလေးနဲ့အမရဲ့ဒီသားလေးလူမမဲခလေးလေးအရှိမှာမဲအေးတယောက်ကိုသဖင်ကိုဥစပုတ်ကိုဆွဲပြီးပါနာဖေဖေညာပြန်ရိုက်ချလောက်ကြီးနဲ့နင်းပြီးအရှိပါရှိအမလုံနေတာဒီခလေးလေးရဲ့စိတ်ဒီခလေးလေးရဲ့ရှင်နေမှာမိခင်ငါရဲ့အမေကိုဆိုတဲ့အသိနဲ့ဘလောက်တောင်ခံစားနေရမလဲဒီခလေးရင်နေဟုတ်ပေါ့နော်အမကိုမင်းကြည့်စေချင်တယ်ပေါ့အမေအပြစ်ရှိတာဒီမှန်ပါလေအမေကိုလှုပ်လိုက်အမတို့ဥပဒေအတိုင်းလှုပ်အမမှာ ဟိုဒီလိုမျိုးကိုထီးလက်ရောက်ကြီးအမရိုက်နေတာအမတော့ပို့ကြည့်နေသလားလို့ကျမတော့မြင်ပါတယ်ရှင်နော်ဒီတရားကိုအမကိုထီးလက်ရောက်ကြီးကိုအမကဗီဒီယိုကနဲ့သူ့ခိုးတာကိုကျမတို့ကမမြင်မတွေ့ရဘူးမှန်ပေမဲ့ဒါပေမဲ့တကယ်လည်းအမခိုးလို့အမစိတ်ဆိုးလို့လုံနေတာမှန်ပေမဲ့အမရဲ့လုံရတဲ့ကလွဲနေတယ်ရှင်သာသမီချင်းကိုချင်းစားတဲ့စိတ်ကလေးနဲ့ဒီကလေးရဲ့ရင်ကိုအမဝင်ကြည့်ရမှာနော်အိုင်းနေရမဟုတ်စားမနေနိုင်လို့စားတရားဝင်ရင်းမိပါတယ်နော်ကျမမပြောလို့နေတာရင်ကုန်နှုတ်ပိတ်နေခဲ့တာကျမတို့ရဲ့နှလုံးသားတွေကမရဘူးအဲ့တော့ကျမရှာရှိမိတယ်ဝင်ပြီးတော့ เนาะอม่าเยจม่าตะโคอาบีอามาก็ไม่หอบป่าวดีอม่าโคตวาเลยติสิกันเนาะจม่ายอบ่แม่ไม่ตุซายอบ่แม่อม่าสะตวยไปบ่าสู้จม่าสาวนยีเดเนาะคลีโหรคลีแม่นาโหทอดทาบีอะลอกอะลอกที่ไม่ลอกบ่าเนจม่าပြောไล่เดตูอ่ะดอดาอีตาอาจีပြောตะคาเดเอริอม่าเยปาวน6ลอกนี่เนนซะเพ็งโซ่หลั่นป้ายายบ่เนาะเบ้มาคลีอ่ะ ကလေးရဲ့မျက်နှာဝင်မဆက်ကြည့်ရပါမအေးဘူးမကြည့်ပါဘူးเนาะမအေးရတော့သူ့လောက်တဲ့တောင်သူခံဆိုပေမဲ့လည်းဒီလိုကြီးရိုက်နှံ့နေတာကြီးကြတော့လည်းမြင်မကောင်းဘူးလေเนาะ ဟုတ်ကဲ့ပါမျိုးတို့ရခင်လေးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမျိုးလေးတော့မှဆိုရင်နိုင်တာကိုပြပေးသွားတယ်သူကမနဲ့မှရန်ကုန်ပြန်မှာပေါ့နော်ဒါကြောင့်မို့လို့သူဒီတည်င်းကိုသူအဆနာလိုက်ပြီးတော့သူကုညီတော့မှာပေါ့နော်ခင်လေးရဲ့ဒီမျိုးစကြကတော့ခုမှအတော်ကြီးခိုးတဲ့ CCTV မှာတန်းကိုတော့မမြင်ရဘူးဒါပေမဲ့ဒီဆိုင်ရှင်အမလုပ်ရက်ကအရန်လွန်နေလို့တော့ထင်နေပေါ့နော်တက်ဆိုင်ရံနဲ့မရှင်းမနေသူကနှိစက်ညင်းမဲ့ကိုမကလိုင်းမို့တင်ပြီးတော့အဆက်ခွဲတာပေါ့နော်ဟုတ်ကဲ့ပါအခုကြည့်နေတဲ့မျိုးတွေရောဘလို့ထင်မျိုးစလဲရှင့်မျိုးတွေထင်မျိုးစကြကိုလည်းခင်လေးကောမလီမမှတ်ချက်ပြီးဝေဖန်ကြံပြပေးနိုင်ပါတယ်ခင်လေးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက် ပါတ िश ူပေးရဲ့အမျိုးတွေတယောက်ချင်းစတာကိုကျေးဇူးများကြီးတင်ပါရှင့်။ကလဲခင်လေးရဲ့ channel လေးရဲ့သတင်းတင်ငယ်ရင်တက်ဆက်ပြီးမှဖြစ်တဲ့အတွက် line subscribe နေထားပေးဖို့တော့မမေ့နဲ့နော်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။တဒါ။